ရခိုင်ပြည်နယ်ကြောက်ပြူမြို့နယ်မှာစစ်ကောင်မရှင်နဲ့အာရခတပ်တော် AA တို့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း AA ကစစ်ရှုံးနေတယ်လို့စစ်ကောင်မရှင်ကဝါရဖြန့်ရေးသားမှုတွေရှိလာတယ်လို့သိရပါဗျ။ရန်နှင်းငယ်တိုက်ပွဲရပ်တန့်ပြီးတဲ့နောက်ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့က AA ထိန်းချုပ်ထားတဲ့နေမျိုးတွေကိုစစ်ကောင်မရှင်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲပြင်းထန်ပြန်လည်ဖြစ်ပွားလာတယ်လို့သိရပါဗျ။ အဲလိုဖြစ်ပွားတဲ့တိုက်ပွဲတွေမှာအေကပျောက်ကြားစနစ်နဲ့တံပြန်ထိုးစစ်တွေအသုံးပြုခဲ့တဲ့အတွက်စစ်ကောင်စီဘက်ကအထိနာပြီးတိုက်ပွဲနေမြေတွေအတွင်းပိတ်မိနေမှုတွေလည်းရှိတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။တိုက်ပွဲတွင်စစ်ကောင်မရှင်ဘက်ကယာရုကြီးပိုင်းဖြစ်တဲ့ဗိုလ်ကြီးနဲ့အများစုတေဆုံးပြီးကြောက်ဖြူတရင်တွေမှာထားရှိတဲ့စစ်ရုံတွေမှာကုသလို့မရနိုင်တော့တဲ့အတွက်စစ်တွေနဲ့ရန်ကုန်ကိုပါထံရရအရာရှိတွေကိုပို့ဆောင်နေရတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကတညောက်ရေရဲဌာနချုပ်အတွင်းကနေရာထူးကြီးစစ်ကော်မရှင်ရရှိတူအေအေလက်ချက်ကြောင့်တေဆုံးသွားတာကြောင့်တိတ်တဆိတ်တချို့ခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီလိုစစ်ကော်မရှင်တပ်ကအထိနာနေပေမဲ့ကြောက်ပြူမျိုးပေါ်မှာစစ်ကော်မရှင်ရဲ့နှိဆက်သူတွေကိုအေအေကဆစ်ရှုံးနေပြီဖြစ်တာကြောင့်မြန်မာစစ်တပ်ကထိုးစစ်ပိုင်းအတားရနေပြီဖြစ်တယ်လို့ဝါရဖြန့်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ စစ်တမ်းထောက်ခံ Telegram Channel တွေမှာလည်းစစ်တပ်ရဲ့ထိုးစစ်ကိုအေးကတောက်မခံနိုင်တော့ပဲတက်ပြတ်ပြီးစုပ်ပြေးနေရပြီလို့ဝါရဖြန့်ချီနေပါတယ်။စစ်ကောင်မရှင်ကစက်တင်ဘာ20ရက်နေ့နောက်ပိုင်းမှာစတင်ပြီးအေးအေးသိမ်းပိုက်ထားတဲ့မင်းတပ်တောင်နဲ့စမ်းမှုလက်မှုတင်းတန်းကြောင်းဘက်ကိုထိုးစစ်ဆင်လှုပ်ရှားနေတယ်လို့သိရပါတယ်။ဒါအပြင်ကြောက်ဖြူမြို့နယ်အနှံအင်အားထောင်ချီသုံးပြီးစစ်ကြောင်းလေးကြောင်းခွဲကစစ်ကြောင်းထိုးတက်နေပြီး အေဘက်ကလည်းစနိုက်ပါနဲ့ဒရုန်းတွေသုံးပြီးစစ်ကောင်မရှင်ကိုထိနောင်တိုက်ခိုက်နေတယ်လို့သိရပါဗျ။